အောက်တန်းကြတဲ့ကိစ္စတွေပေါ်မှာဝါသနာပါရခြင်းတူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူလိုဝါသနာတူတွေနဲ့ပဲပုံပေါင်းနေအတောဆောင်ဝါသနာပါတဲ့သူကအတောဆောင်ဝါသနာပါတဲ့သူနဲ့ပေါင်းနေပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေဟာပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းနေလူမှုရေးလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကလူမှုရေးလှုပ်သူတွေနဲ့ပူပေါင်းကြတယ် လောကကြီးချီချီအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးပူပေါင်းမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ကိုယ်စဉ်းစားစဉ်းစားပါငါဟာဘသူနဲ့ပူပေါင်းတယ်လေငါရဲ့ပူပေါင်းမှုစိတ်တွေသဘောထားဟာမွမြတ်တာ ဟုတ်ကဲ့လားကိုယ်စမ်းစစ်ဖို့လို့ကောင်းညွှန်းချမ်းသာကိုပေးနိုင်တဲ့စိတ်တွေသဘောထားဟုတ်ကဲ့လားအတိမုတ်တိနှလုံးသွင်းတရားလို့ပြောစိတ်ထဲမှာကြိုက်တယ်အဲ့ဒါကို ဒီနေရာမှာအစ္ဆတရားအတိမုတ်တိဆိုရယ်ဒီပါဠိစကားလုံးเนี่ยအတူတယ်မြတ်စွာဘုရားကပထမမကောင်းတဲ့အောက်တန်းကြတဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေကတဲ့သူလိုအောက်တန်းကြပြီးတော့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေ ਨੇ ပူပေါင်းနေတဲ့တခါစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကသူလိုပဲစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ਨੇ ပဲပူပေါင်းတယ်တဲ့ ဒီနှစ်ခုကဖြောင်းပြန်ပြန်ပြီးတော့ပူပေါင်းလို့မရစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဗမာလူပြောတဲ့အခါမှာဗမာစာပေထဲမှာအသုံးလေးတစ်ခုရှိတယ်ခေါဋိနခေါတော့တမဏိနတမဏောဆို ရှေ့တော့တုံးကြတယ်ပေါ့နော်ခုခေတ်တော့တုံးတာနေသွားတယ်ဆိုတော့တဲ့အိဗေကကောနိနာကောနောစရာနွားနွားရိနေပဲပူပေါင်းတာပဲနွားကစိတ်နဲ့မပူပေါင်းဘူးနွားနွားချင်းပဲပေါင်းဆုံးချင်းပူပေါင်းချင်းအကြီးကနွားနွားနဲ့ပဲပူပေါင်းတယ် သမဏေနသမဏောယဟန်ကလေရဟန်းနေတယ်ပဲပူပေါ့မယ်ခေါဏိနာခေါဏောသမဏိနာသမဏောဆိုတာဝါဒနာတူရာစိတ်ဆန္ဒတူရာပူပေါင်းကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတဲ့စကားလုံးအဲ့ဒါ